ယူဂနိုရာဟာရာရီရဲ့21 lessons for 21st century ကိုဆရာတီဟဝင်းအောင်ကပါတာပြန်ဆိုထားပြီးတော့ဆရာထက်မင်းလွင်ကတီးပြထားတယ်။20တရားစုအတွက်သင်ခန်းစာ21ချက်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတို့နဲ့တကွာဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။အပိုင်း20သင်ခန်းစာ71စလူသားတွေရဲ့ဉာဏ်နှုန်းနဲ့နိုင်မှုကိုဘယ်တော့မှ short အတွက်လေးနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှာလူသမိုင်းတခြားမှာငြင်းငြင်းမှုရှိဆုံးခေတ်ကာလများဖြစ်ပါတယ်။စိုက်ပျိုးဝေးမြူရင်းနဲ့အသက်မွေးခဲ့တဲ့အစောပိုင်းလူအဖွဲ့အစည်းတွေမှာမူလူချင်းချင်းကြားအကြမ်းဖက်မှုကြောင့်လူသားများတည်ဆုံမှုက စုစုပေါင်းတည်ဆုံမှုရဲ့15ရာခိုင်နှုန်းထိရှိခဲ့ပြီး20ရာစုခေတ်မှာတည်ဆုံမှုရဲ့9ရာခိုင်နှုန်းရှိခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ထို့သို့လူသားများရဲ့အကြမ်းဖက်မှုကြောင့်တည်ဆုံရခြင်းက1ရာခိုင်နှုန်းသာရှိပါတော့တယ်။ သို့သော်လည်း2008ခုနှစ်ကမ္ဘာပန္နာရေးအကြက်တဲဖြစ်ပြီးချိန်မှစလို့နိုင်ငံတကာအခြေအနေကလျှင်မြန်စွာဆိုးရွားလာလျက်ရှိပါတယ်။စစ်ဘလူးတွေပြန်ခေထလာပြီးစစ်သုံးစိတ်ကလည်းတရိပ်ရိပ်တိုးလာနေတယ်။တမ်မန်ပြည်သူတွေရောပညာရှင်များပါ1914ခုနှစ်တုန်းကဩစတီးယားအင်ရှေ့ဇန်လောက်ကျန်ခံရခြင်းကြောင့်ပထမကမ္ဘာစစ်စတင်ရန်မိမွေပေးလိုက်တယ်လို့မျိုးထပ်ဖြစ်ပြီး2018ခုနှစ်မှာစီးရီးယားတဲကန်နာရာတဲကဖြစ်ပျက်တစ်ခုခုသို့မဟုတ်ကိုရီးယားကျွန်းဆွယ်ပေါ်ကအကွက်ရွှေ့မှားတာမျိုးတစ်ခုခုကြောင့် ကမ္ဘာစီကြီးဖြစ်လာမည်ကိုစိုးရိမ်ကြပါတယ်။ကမ္ဘာပေါ်မှာတင်းမာမှုတွေမြင့်တက်လာတဲ့အချိန်နေဝါရှင်တန်ပြုံးရမ်းတဲ့အခြားနေရာတော်တော်များများရှိတဲ့ခေါင်းဆောင်တွေရဲ့ပင်ကိုရိုက်တွေကိုကြည့်ပါကစိတ်ပူမယ်ဆိုလဲစိတ်ပူစရာကောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်။သို့တော်လည်း2018ခုနှစ်နဲ့1914ခုနှစ်မှာအဓိကကျတဲ့ကွာခြားချက်များရှိပါတယ်။အထူးသဖြင့်ဆိုရရင်1914ခုမှာကမ္ဘာတစ်လောက်မှာရှိတဲ့အထက်လှအီလစ်တွေကစစ်တပ်ရမှာကိုလူလာပါတယ်။အကြောင်းကတော့ စစ်ပွဲတွေအောင်မြင်လို့ရှိရင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတော့နိုင်ငံရေးအာဏာရလာဖို့အထောက်အကူပြုနိုင်ကြောင်းလက်စုပ်လက်ကမ်းဥပမာတွေအများအများရှိနေပါတယ်။ရင်းနဲ့မတူတော့သည်က2018ခုနှစ်မှာမူအောင်မြင်သောစစ်ဆိုသည်မှာမူးလို့မင်းရှူစရာမရှိတော့အောင်ရှားပါတဲ့ကိစ္စဖြစ်နေခြင်းပဲဖြစ်ပါတယ်။အစီရီယန်ရဲ့ချင်းခင်များမှာများသောအားဖြင့်အကျန်းဖက်နိုင်ယူတဲ့နီးကိုသုံးပြီးတော့ကြီးကျယ်တဲ့အင်ဖာရာတွေကိုတိစောက်ခဲ့တာပဲဖြစ်ပါတယ်။ လာတူပဲ1914ခုနှစ်မှာလဲအဓိကအင်အားကြီးနိုင်ငံတွေကစစ်ပွဲတွေမှာအောင်မြင်မှုရရှိခြင်းကြောင့်ဒီလိုတောင့်တင်းတဲ့အခြေအနေမျိုးဖြစ်လာခြင်းပဲဖြစ်ပါတယ်။ဥပမာဆိုရင်ဂျပန်အင်ပါယာမှာတရုတ်နဲ့ရုရှားကိုအနိုင်ရရှိခြင်းကြောင့်ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်လာခြင်းပဲဖြစ်တယ်။ဂျာမနီမှာအော်စတီးယားဟန်ဂေရီနဲ့ပြင်သစ်ကိုအောင်နိုင်သောကြောင့်ဥရောပမှာလွှမ်းမိုးလာနိုင်ခြင်းပဲဖြစ်တယ်။ ဗြိတိန်ကတော့တကဘာလုံးစစ်ပွဲတည်တည်လေးတွေကိုတစ်ခုပြီးတစ်ခုအနိုင်တိုက်ပြီးကမ္ဘာအကြီးဆုံးနဲ့အကျော်ဝဆုံးအမ်ပါယာကြီးကိုဖန်တီးခဲ့ခြင်းပဲဖြစ်တယ်။သူဖြစ်ရ1882ခုနှစ်မှာဗြိတိန်ကအဓိကကျတဲ့ Tel Akiba တိုက်ပွဲမှာစစ်သား59ယောက်ပဲကြာဆုံးပြီးအီဂျစ်ကိုကျူးကျော်သိမ်းပိုင်နိုင်ခဲ့တယ်။ Tel Akiba တိုက်ပွဲပြီးနောက်ဗြိတိရှရေဖို့လက်နက်ကင်တော်လန်ခြင်းမျိုးသိမ့်မကြုံရပဲဆယ်စုနှစ်6ခုလောက နိုင်မြဝမ်းနဲ့အရေးကြီးတဲ့ဆရက်တူမြောင်းကိုထိန်းချုပ်ထားနိုင်တဲ့ဗြိတိန်ကိုတူခိုးပြီးတခြားသောဥရောပအင်အားကြီးနိုင်ငံတွေကလည်း BNN လက်ပြတော်မှမဟုတ်ကွန်ဂိုကိုကျူးကျော်ဖို့စဉ်းစားကြတယ်။ပါရီ၊ရောမနဲ့ဘရက်ဆဲမှာရှိတဲ့ဆိုးရများအနေနဲ့စိတ်ပူစရာဆိုလို့တခြားသူတူလက်ဦးပြီးတင်းသွားရမှာကိုပဲစိတ်ပူရတာပဲရှိတယ်။ယနေ့ခေတ်မှာတော့မွတ်စလင်နိုင်ငံတစ်ခုခုကိုတင်းပိုက်ဖို့ကိစ္စကအနောက်နိုင်ငံတွေဖို့အိမ်မက်ဆိုးပဲဖြစ်ပါတယ်။ American ပြည်ထောင်စုဝင်လင်အင်အားကြီးနိုင်ငံဖြစ်လာရခြင်းက စီးပွားရေးတည်ထွင်ကြံစားမှုတက်တက်ကြောင့်ဟုတ်ပဲစီးရေးလဲပါပါသေးတယ်။1846ခုနှစ်မှာအမေရိကန်ကမက္ကဆီကိုနိုင်ငံကိုကျူးကျော်ပြီးကယ်လီဖိုးနီးယားနေဗေဒါ၊ဥတာ၊အရီဇိုနာ၊နူးမက္ကဆီကိုပြည်နယ်တွေနဲ့ကော်လိုရာဒို၊ကန်ဆက်၊ဝိုင်အိုမင်နဲ့အိုကလာဟိုမာပြည်နယ်စိတ်ပိုင်းတွေကိုသိမ်းပိုက်ခဲ့တယ်။ငင်းငယ်ရေးစာချုပ်ချုပ်ဆိုတဲ့အခါမှာလည်းရခင်သိမ်းယူထားတဲ့တက်ဆက်ပြည်နယ်ကိုစာချုပ်ကအတည်ပြုပေးလိုက်တယ်။အမေရိကန်စစ်သား13000လောက်ကြာဆုံးပြီးအမေရိကန်ပြည်ထောင်စုတို့ မြေဧရိယာ1.3တန်းစတူရန်ကီလိုမီတာကိုပေါင်းထည့်နိုင်ခဲ့တယ်။ဒီအခြေဝင်းကပြင်သစ်၊ဗြိတိန်၊ဂျာမနီ၊စပိန်နဲ့အီတလီစုစုပေါင်းအခြေဝင်းထက်ပိုကြီးတဲ့အခြေဝင်းဖြစ်တဲ့ထောင်စုနှစ်တခုလုံးမှာအတန်ဆုံးဈေးနဲ့ရတာပဲဖြစ်ပါတယ်။1914ခုနှစ်မှာဝါရှင်တန်လန်ဒန်နဲ့ဘာလင်မှာရှိတဲ့အီလစ်တွေကအောင်မြင်တဲ့စစ်ပွဲဘယ်လိုဆင်နွှဲရမလဲဆိုတာကိုသဘောပေါက်တယ်လို့ထို့သူအောင်မြင်ခြင်းဖြင့်ဘာတွေရနိုင်တယ်ဆိုတာကိုလည်းနားလည်သဘောပေါက်ပါတယ်။၎င်းအခြေအနေနဲ့မတူတော့တာက2018ခုနှစ်မှာ ကမ္ဘာအီလစ်တွေအနေနဲ့ထို့သို့အောင်မြင်မှုရရှိနိုင်တဲ့စစ်ပွဲများရှိသေးရလားလို့တန်တရားဝင်စရာအကြောင်းကောင်းကောင်းရှိနေခြင်းပဲဖြစ်ပါတယ်။တတိယနိုင်ငံများမှအာဏာရှင်များနဲ့အစိုးရမှုတဲ့အဖွဲ့အစည်းများအနေနဲ့စစ်ပွဲကနေကျိုးမြက်ရာကောင်းရနိုင်သေးတော့လေအင်အားကြီးနိုင်ငံတွေကတော့ဒီလိုကျိုးမြက်တွေရအောင်ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး။ ျွန်တော်တို့တပ်တန်းတွင်ဆိုဗီယက်ပြည်ထောင်စုပေါ်အမေရိကန်အောင်နိုင်ခဲ့တဲ့အကြီးမားဆုံးစစ်ပွဲတည်ပင်လင်စစ်မှန်အကြီးကျယ်ရင်ဆိုင်တိုက်ခိုက်ရခြင်းတစုံတရာမရှိဘဲရခဲ့တဲ့အောင်ပွဲမျိုးဖြစ်ပါတယ်။ယင်းနောက်ရခိုင်ခေတ်ကလိုအနိုင်ရတဲ့စစ်ပွဲဆိုလို့အမေရိကန်ပြည်ထောင်စုမှာခဏတဖြုတ်အောင်ပွဲရလိုက်တဲ့ပထမပင်လယ်ကွေ့စစ်ပွဲသာရှိပါတယ်။သို့သောယင်းကြောင့်အီရန်နဲ့အာဖဂန်နစ္စတန်မှာအရက်တကွက်အကျိုးနဲ့ဒေါ်လာထရီလီယံနဲ့ချီဖြုန်းတိမိတဲ့စီးရီးရရှုံကြီးရှုံတဲ့စစ်ပွဲတွေဆက်လက်ဆင်နွှဲမိစေဖို့တွန်းအားဖြစ်သွားပါတယ်။ 21ရာစုအစောပိုင်းအင်အားကြီးနိုင်ငံအဖြစ်ပေါ်ထွန်းလာတဲ့တရုတ်ပြည်ကလည်း1989ခုနှစ်ဗီယက်နမ်ကိုကျူးကျော်မှုအရှုံးပေါ်ပြီးရနောက်မှာစီးရီးပဋိပက္ခတွေကိုစူးစမ်းပန်းစားလုံးလုံးရှောင်ရှားခဲ့တယ်။တရုတ်နိုင်ငံအနေနဲ့အင်အားကြီးနိုင်ငံဖြစ်လာခြင်းမှာလည်းစီးပွားရေးအကြောင်းများကြောင့်တက်တက်သာဖြစ်ပါတယ်။ယင်းတို့အင်အားကြီးနိုင်ငံဖြစ်လာရန်ကြိုးပမ်းရမှာလည်း1914ခုနှစ်မှတိုင်မီဂျပန်၊ဂျာမနီနဲ့အီတလီအင်ပါယာများကိုအတူယူဆောင်ရွက်ခြင်းမဟုတ်ဘဲနဲ့1945ခုနှစ်အလွန် ဂျပန်၊ဂျာမနီနဲ့အီတလီစီးပွားရေးအောင်မြင်မှုများကိုအတုခိုးခြင်းပဲဖြစ်ပါတယ်။ရင်းနိုင်ငံများအားလုံးမှာစီးပွားရေးအရကျွဲဝလာမှုနဲ့ပထဝီနိုင်ငံရေးအရဩစာရှိလာခြင်းကတနက်တစ်ချက်မှာဖောက်ရပဲနဲ့အောင်မြင်မှုရလာခဲ့ခြင်းပဲဖြစ်ပါတယ်။ကမ္ဘာခြာခွေနှစ်ကွင်းဖြစ်နေတဲ့အရှိအလဲပိုင်းတွင်တောင်မှဒေတာရင်းအင်အားကြီးနိုင်ငံတွေမှာစစ်ပွဲကိုဘလို့အောင်မြင်အောင်တိုက်ရမလဲဆိုတာမသိကြတော့ပါဘူး။အီရန်နိုင်ငံမှာရှိကြစွာတိုက်ခဲ့ရတဲ့အီရန်အီရတ်စစ်ပွဲမှာဘာအကျိုးမြတ်မှမရပါဘူး။ဒါကြောင့် ၎င်းတို့အနေနဲ့ရင်းစစ်ပွဲပြီးရနောက်မှာတိုက်ရစီရေးပဋိပက္ခဖြစ်ခြင်းကိုရှောင်ရှားခဲ့တယ်။အီရန်နိုင်ငံကအီရတ်ကရေမင်တီဒေသတွင်တော်လှန်ရေးလှုပ်ရှားမှုတွေကိုဗန်နာရေးရထောက်ပံ့ခြင်းနဲ့လက်နက်တပ်ဆင်ခြင်းတွေကိုဆောင်ရွက်ပြီးဆီးရီးယားနဲ့လက်တွန်ကိုအီရန်တော်လှန်ရေးတပ်ဖွဲ့ဆင်လုပ်ပြီးတော့သူတို့ရဲ့မဟာမိတ်များကိုကူညီခြင်းနဲ့ဆောင်ရွက်တော်လဲပဲလက်ရှိချိန်ထိဗန်နိုင်ငံကိုမှမကြွကြော်မိအောင်တတိထားလည်းရှိပါတယ်။အီရန်မှာဒေတာရင်းထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်းကဘလို့ပြောင်မြောက်တဲ့စစ်ပွဲမှာမှအနိုင်ရခြင်းမျိုးကြောင့်မဟုတ်ဘဲနဲ့ သူဟာသူအလိုလျောက် ဖြစ်လာခြင်းပဲဖြစ်ပါတယ်။အီရန်ရဲ့အဓိကရန်သူနေရာဖြစ်တဲ့အမေရိကန်နဲ့အီရတ်ကစစ်ဖြစ်ပြီးနှစ်ဖက်စလုံးထိခိုက်ပျက်စီးသွားတဲ့အတွက်ကြောင့်အီရန်ရောအမေရိကန်မှာအရှိအလေပိုင်းရှုပ်တော်ပုံနဲ့ပါကျင်စိတ်မရှိဖြစ်လာတဲ့ဒါကြောင့်အီရန်ကကြံခဲ့တဲ့အခြေအနေများအပေါ်ကနေအလိုလိုအမျက်ထွက်ခြင်းပဲဖြစ်ပါတယ်။အစ္စရေးကလည်းလားတူပဲဖြစ်ပါတယ်။အစ္စရေးအနေနဲ့နောက်ဆုံးအမြင်မှုရတဲ့စစ်ပွဲက1968ခုနှစ်ကဖြစ်ပါတယ်။ရင်းနောက်အစ္စရေးတိုးတက်ဖွံ့ဖြိုးလာခြင်းကစစ်ပွဲများကြောင့်မဟုတ်ဘဲနဲ့ စစ်ပွဲများရှိနေတဲ့ကြားကနေတိုးတက်ဖွံ့ဖြိုးလာတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။သိမ်းပိုက်ကြတဲ့နယ်မြေတွေကအစ္စရေးကိုကြီးလေးတဲ့စီးပွားရေးဝင်ပိမှုများနဲ့နိုင်ငံရေးရထိခိုက်နေတာချင်းများဖြစ်ပေါ်စေသေးတယ်။အီရန်ကဲ့သို့ပဲအစ္စရေးမှာလည်းရင်းရပ်ပြထွေနိုင်ငံရေးအဆင့်အတန်းကိုစစ်ပွဲများအောင်မြင်စွာဆင်နွှဲပြီးမြင့်တင်ခြင်းမဟုတ်ဘဲနဲ့စစ်ပွဲတွေကိုရှောင်ရှားခြင်းနဲ့မြင့်တင်ခြင်းပဲဖြစ်ပါတယ်။စစ်ပွဲများကြောင့်အစ္စရေးရဲ့ရခင်ရန်သူတော်များဖြစ်တဲ့အီရတ်၊ဆီးရီးယားနဲ့လိဗျာတို့ကထိခိုက်ပျက်စီးမှုများကြုံနေရချိန်မှာ အစ္စရေးမှာသူနဲ့မဆိုင်တယ်လို့စစ်ပွဲတွေကိုရှောင်ရှားခဲ့ခြင်းပဲဖြစ်ပါတယ်။စီးရီးယားပြည်တွင်းစစ်တဲဝင်ပါပြီးမျောသွားတဲ့အဖြစ်မျိုးမဖြစ်အောင်ရှောင်ရှားနိုင်ခြင်းကိုနေတင်အားလို့အကြီးကျယ်ဆုံးနိုင်ငံရေးအောင်မြင်မှုလို့2018ခုနှစ်မတ်လအချိန်နေရဆိုရနိုင်ပါတယ်။အစ္စရေးစစ်တပ်အနေနဲ့လို့ရှိပါကစီးရီးယားမြို့တော်ဒမတ်စကတ်ကိုတပတ်အတွင်းသိမ်းပိုင်နိုင်တယ်။သို့တော့ထို့သို့သိမ်းလိုက်ခြင်းအပြင် အစ္စရေးမှာပါအကျိုးမြတ်ရပါမည်နီအစ္စရေးစစ်တပ်အနေဖြင့်ဂါဇာကိုသိမ်းပိုက်ကဟာမတ်စ်အစိုးရကိုဖြုတ်ချဖို့ပူတောင်လွယ်သွားအောင်မည်ဖြစ်ပါတယ်သို့တော့အစ္စရေးအနေဖြင့်ထိုးထိုးလောက်ရန်အကြိမ်ကြိမ်ညှင်းဆိုပြီးဖြစ်ပါတယ်အစ္စရေးအနေနဲ့ခိုင်မာတောင့်တင်းတဲ့စီးရင်အင်အားရှိသည့်တိုင်အစ္စရေးနိုင်ငံရေးသမားများထံမှလည်းစစ်လိုလာတဲ့ပြောဆိုတွေကြားမြင်နေရသည့်တိုင်စစ်ကပါအကျိုးမြတ်မှာရမှာမဟုတ်ဆိုတာကိုအစ္စရေးကသဘောပေါက်ပါတယ် အမေရိကန်တရုတ်ဂျာမနီဂျပန်နဲ့အီရန်တို့နီးတူပဲအစ္စရေးဒီလည်းပဲ27ရာစုခေတ်မှာအောင်မြင်မှုရှိဆုံးမဟာဗျူဟာမှာဘယ်ဘက်ကမှဝင်းမပါပဲသူများတွေချနေတာကိုအေးအေးဆေးဆေးရက်ကြည့်ပြီးအမျက်ထွက်တဲ့ရာလဲညက်ချက်လဲပန်းဗျူဟာဖြစ်တယ်ဆိုတာကိုနားလည်ပုံ ပေါ်ပါတယ်ခရမလင်ဘက်ကအမြင်လက်ရှိချိန်ဒီတော့27ရာစုအင်အားကြီးနိုင်ငံတကူကအောင်မြင်စွာစင်နှွဲနိုင်ခဲ့တဲ့ကျူးကျော်စင်မှာခရမ်မီးယားဒေသကိုရုရှားနိုင်ငံကသိမ်းပိုက်နှံလိုက်တဲ့စစ်ပွဲပဲဖြစ်ပါတယ် 2014 February မှာရုရှားတပ်တွေကအိမ်နီးချင်းယူကရိန်းကိုကျူးကျော်ပြီးခရမ်းမီးယားကျွန်းဆွယ်ကိုရုရှားနိုင်ငံတဲကိုသွတ်သွင်းလိုက်တယ်။ဘာမှမတိုက်ခိုက်လိုက်ရဘဲနဲ့နီးဗျူဟာအရာအချက်ချာကြတဲ့ဒေတာကိုရုရှားနိုင်ငံကသိမ်းပိုက်နိုင်လိုက်တယ်။အိမ်နီးချင်းနိုင်ငံတွေကို၆ချားတောင်းလို့စေပြီးကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ကိုပြန်ရောက်ရှိလာခဲ့ပြီးတယ်။စစ်စစ်ရင်းသူအောင်မြင်စွာ ကျူးကျော်သိမ်းပိုင်နှံလိုက်ခြင်းကတမှုထူးခြားတဲ့အခြေအနေအကြောင်းချင်းရာများကြောင့်သာဖြစ်ပါတယ်။ယူကရိန်းစစ်တပ်ရောဒေသခံပြည်သူလူထုကပါရုရှားကိုများစွာခုခံခြင်းမရှိသလိုအခြားအင်အားကြီးနိုင်ငံများကလည်းဤရေးကိစ္စမှာတိုက်ရိုက်ပါဝင်ဆွတ်ဖက်ခြင်းမရှိပါဘူး။ကမ္ဘာအခြားနေရာများမှာဒီလိုအခြေအနေပေးဖို့မလွယ်လောက်ပါဘူး။အောင်မြင်တဲ့စစ်ပွဲဆင်နွှဲနိုင်ရန်မှာကျူးကျော်တိုက်ခိုက်လာသူကိုတစ်ဖက်ရန်သူကခုခံလိုချင်မရှိတဲ့အခြေအနေမျိုးလိုအပ်တယ်ဆိုရင်ရင်းတို့အခြေအနေကိုရှာတွေ့ရန်လွယ်ကူမှာမဟုတ်ပါဘူး။ လက်တွေ့မှာလည်းခရမ်းမီးယားလိုအောင်မြင်မှုမျိုးကိုယူကရိန်းနိုင်ငံရဲ့အခြားဒေသများမှာဖန်တီးဖို့ရုရှားကကြိုးပမ်းတဲ့အခါမှာပုံမပြင်းထန်တဲ့အခုခံမှုအများများကြုံတွေ့ရပြီးယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့စစ်ပွဲကရှေ့မတိုးတာနောက်မဆုတ်တာဘာရလတ်မှမထွက်တဲ့အခြေအနေဖြစ်သွားတယ်။ပိုဆိုးတာက မော်စကိုဘက်မှကြည့်မယ်ဆိုရင်စစ်ပွဲကရုရှားစန့်ကျင်ရေးစိတ်ယူကရိန်းနိုင်ငံမှာတိုးလာစေပြီးယူကရိန်းမှာရုရှားရဲ့မိဖက်နိုင်ငံဖြစ်ကနေကမ္ဘာမကြီးတဲ့ရန်သူဖြစ်သွားတယ်။ ပင်လယ်ကွေ့စစ်ပွဲအောင်မြင်မှုကြောင့်အမေရိကန်ပြည်သူစုကအီရတ်မှာမရေပဲကျွဲပြဲစီတဲ့အဖြစ်မျိုးရောက်စေခဲ့တယ်လို့မျိုးခရမီးယားဒေသမှာလည်းရခဲ့တဲ့အောင်မြင်မှုကြောင့်ရုရှားနိုင်ငံမှာလည်းယူကရိန်းတွင်အရေကိုပြီးဂျုံမိကမှဒုက္ခရောက်တဲ့အဖြစ်မျိုးကြုံနိုင်လေတဲ့စစရရာချိန်ထိုးကြည့်ပါကရုရှားနိုင်ငံကကော့ကေးဆက်ဒေသနဲ့ခရမီးယားဒေသမှာ27ရာစုစောပိုင်းကာလဆင်နှွဲခဲ့တဲ့စစ်ပွဲတွေကအောင်မြင်လာတယ်လို့မဆိုနိုင်ပါဘူးဒီစစ်ပွဲတွေကြောင့် ရုရှားနိုင်ငံရဲ့အဆင့်တန်းကိုအင်အားကြီးနိုင်ငံအဖြစ်မြင့်တင်နိုင်ခဲ့တော့လဲရုရှားနိုင်ငံပေါ်မယုံကြည်မှုနဲ့ရှင်လုံမှုတွေလည်းတိုးပွားစေခဲ့ပါတယ်။စီးပွားရေးအမြင့်အားဖြင့်ကြည်ပါကအရှုံးပေါ်တဲ့လုပ်ငန်းကြီးဖြစ်တဲ့ဂရမီးယားဒေတာကရလိုက်တဲ့ Tory အပန်းဖြေစကန်နေလိုဝမ်စခစ်နဲ့ဒနီးစခစ်မှအုံမင်းယိုရွေးနေတဲ့ဆိုဗီယက်ခေတ်ဟောင်းဆက်ယုံတွေကစစ်အုံစည်းကိုမကောင်မိပါဘူး။ထို့ပြင်စစ်ပွဲကြောင့်ရင်းနှီးငွေ အခြားနေရာကိုပြောင်းရွှေ့သွားမှုနဲ့နိုင်ငံတကာပိတ်ဆို့ရေးမြူမှုဆန့်ရှင်တွေကိုပို၍ပင်ကာမိမှာမဟုတ်ပါဘူးရုရှားနိုင်ငံရဲ့အဆိုပါမူဝါဒဘယ်လောက်တွက်ချေကံမလဲဆိုတာကိုမြင်နိုင်ဖို့တရုတ်နိုင်ငံနဲ့ချိန်ထိုးကြည့်လို့ရပါတယ်လွန်ခဲ့တဲ့နှစ်20အတွင်းငင်းချမ်းတဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးအရတုံတိုးတိုးတက်လာမှုကိုအံပွဲရခဲ့တယ်ဆိုတဲ့ရုရှားနိုင်ငံရဲ့ရင်းကာလအတွင်းစီးပွားရေးထိုင်းမိုင်းနေမှုနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်ရုရှားနိုင်ငံကရဲရဲတောင့်မိန့်ခွန်းတွေခြွေနေတော့လည်းပဲ ရုရှားအီလစ်တွေကစစ်ပွဲဆင်နှွှဲလာခြင်းကြောင့်အမှန်တကယ်ရရှိတဲ့ကျိုးမြတ်နဲ့ပေးဆက်လိုက်ရတဲ့ကုန်ကျစရိတ်မြင်းများရှိကြောင်းကန်းကောင်းသိပုံရပါတယ်။ဒါကြောင့်စစ်ပွဲတွေအကျဲအကျဲဖြစ်မလာစေဖို့အထူးသတိထားနေခြင်းပဲဖြစ်တယ်။ရုရှားနိုင်ငံလုံပုံကကလေးကစားကွင်းတွေကပူကြတဲ့ကလေးတွေလောက်တလိုမျိုးလှုပ်ခြင်းပဲဖြစ်ပါတယ်။အားအနေဆုံးကလေးကိုပြစ်မှတ်ထားနိုင်ခြင်းဒါပေမဲ့ဆီယာမဝင်ပါရောက်တဲ့ဖြစ်မျိုးရလာအောင်လည်းမကြိတ်နဲ့ဆိုတာမျိုးလုပ်ခြင်းဖြစ်ပါတယ်။စစ်ပွဲတွေဆင်နွှဲတဲ့အခါမှာစတာလင်လိုမျိုး Great Peter လိုမျိုးချင်းကိကံလိုမျိုးစိတ်ဓာတ်နဲ့သာပူတင်ဆင်နွှဲနေသည်ဆိုပါကဝါဇောနဲ့ပါလင်ကို မသိမ်းပိုင်နိုင်တောင်မှ TBC ဆိုတဲ့ဂျော်ဂျီယာနိုင်ငံရဲ့မြို့တော်နဲ့ Ukraine နိုင်ငံရဲ့မြို့တော် Kiev ကိုတော့ရုရှားတင်ကားများဖြင့်သိမ်းပိုက်ပြီးတာကြာရော့ဆိုတာမျိုးဖြစ်ပေတော့မယ်။သို့တော့ပူတင်ကချင်းကိကံလည်းမဟုတ် Stalin လည်းမဟုတ်ချေသူ့အနေဖြင့်27ရာစုမှာစစ်အားကိုအသုံးပြုပြီးများစွာအောင်မြင်မှုမရနိုင်မဲသူများထက်ပိုသည့်ပုံရပါတယ်။ အောင်မြင်တဲ့စစ်ပွဲဆင်နွှဲဖို့ရာကစစ်ကိုအကန့်အသတ်နဲ့ပဲဆင်နွှဲရမှာဖြစ်ပါတယ်။စီးရီးယားမှာတောင်မှရုရှားလီကြောင်းကရရဲ့ဆက်ဆက်ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်တည်တိုင်အောင် အလွန်အကျွံပါမိတဲ့အဖြစ်မျိုးမရအောင်ပူတင်ကတတိထားဆောင်ရွက်လျက်ရှိပါတယ်။စစ်ပွဲကိုအခြားသူများအားသာအတိအကတိုက်စီပြီးအိန္ဒိယနိုင်ငံများသို့ပြန်မလာစေရန်တတိထားဆောင်ရွက်လျက်ရှိပါတယ်။စင်စစ်အားဖြင့်ရုရှားကရန်စကျူးကျော်ခဲ့တဲ့ဆိုတဲ့ပြီးခဲ့တဲ့နှစ်များတွင်းကစစ်ပွဲများမှာရုရှားဘက်ကကြည်ပါကကမ္ဘာစစ်ကြီးတစ်ခုစတင်ရန်အကွက်ဆင်ခြင်းမဟုတ်လို့ဆိုရပါမယ်။ရုရှားကိုအထောက်ခံရသောကာကွယ်ရေးပြော့ပွဲများကိုဖိတင်းရန်ဆောင်ရွက်ချင်းမြို့သာဖြစ်တယ်လို့ရုရှားကငင်းချက်ထုတ်စရာထောက်ထားရရှိနေပါတယ်။ 1980ပြည့်နောက်ပိုင်းနဲ့1990ပြည့်အစောပိုင်းနှစ်များမှာရုရှားနိုင်ငံကငြိမ်းချမ်းစွာနောက်ဆုတ်ခဲ့ခြင်းကိုအခြားသူများကရန်သူအရှုံးသမားတပွဲဆက်ဆံခြင်းခံခဲ့ရကြောင်းတရားသဖြင့်ထောက်ပြနိုင်တယ်။ အမေရိကန်ပြည်ထောင်စုနဲ့နေတို့ကမလုပ်ပါဘူးလို့ကတိပေးထားတော်လည်းပဲရင်းကြီးကော်မတီပဲနဲ့ရုရှားနိုင်ငံအားနဲ့နေတာကိုအခွင့်ကောင်းယူပြီးရှေ့ဥရောပနဲ့ယခင်ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံများအထိပါနေတို့ကိုဖြန့်ကျက်လာခဲ့တယ်။အရှေ့လယ်ပိုင်းမှာရှိတဲ့ရုရှားကျိုးစီးပွားတွေကိုလစ်လူရှုပြီးဆာဗီယားနဲ့အီရတ်ကိုတန်တရားဖြစ်ပွင်မခံလုံတဲ့စင်ကြီးဆင်လက်တွေပေးပြီးနောက်နိုင်ငံတွေကကြူကြော်ခဲ့တယ်။နောက်နိုင်ငံတွေရဲ့အာဏာဆက်ဖြန့်ကျက်လာမှုကိုကာကွယ်ဖို့ရုရှားနိုင်ငံကိုရေဝူရအားဖြင့်သူ့ရဲ့စီးရင်အင်အားကိုသာမိခိုးရမှာဖြစ်ကြောင်း ရုရှားကိုရှင်းရှင်းလင်းလင်းမြင်သာလာအောင်လုပ်တယ်လို့ဖြစ်နေပါတယ်။ဤရှုထောင့်ကကြည့်မယ်ဆိုတာကရုရှားနိုင်ငံမကြသေးခင်ကဆောင်ရွက်ခဲ့တဲ့စီးရီးလောက်ရံများပေါ်ဗလာဒီမာပူတင်ကိုအပြစ်တင်မယ်ဆိုတာကရင်းနဲ့ထက်တူဘီကလင်တန်နဲ့ဂျော့ဂျ်ဝဘူးရှ်တို့ကအပြစ်တင်ရမှာဖြစ်ပါတယ်။ဂျော်ဂျီယာယူကရိန်းနဲ့စီးရီးယားတို့မှာဆင်နွှဲခဲ့တဲ့ရုရှားနိုင်ငံရဲ့စီးရီးလောက်ရက်တွေကရဲတင်ပြီးယီမန်ချက်ကြီးတဲ့အမ်ပါရာချက်ထွင်ဖို့အစပြုအမြောက်ဖောက်တန်ဖြစ်ကောင်းဖြစ်နေနိုင်သေးတယ်ဆိုတာတော့ဟုတ်ပါတယ်။လက်ရှိချိန်ထိ ပူတင်မှာတကဘာလုံးကိုသိမ့်ပိုင်ရန်အမှန်တကယ်ရည်မှန်းချက်မရှိဘူးဆိုရင်တောင်မှရရှိခဲ့တဲ့အောင်မြင်မှုတွေကသူ့မျှော်မှန်းချက်ကိုမြောက်ပင့်ပေးတယ်လို့ဖြစ်လာနိုင်တယ်။သို့တော့ပြန်ပြီးသတိမူတင်တဲ့အချက်ကပူတင်ရဲ့ရုရှားမှာစတာလင်ရဲ့ဆိုဗီယက်ယူနီယံနဲ့ရှင်ရင်များစွာအားနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တရုတ်ကဲ့သို့ပဲခြားနိုင်ငံများရဲ့အကူအညီမရဘဲနဲ့ရုရှားအနေနဲ့ ကမ္ဘာစစ်ကြီးကိုထားပြီးတော့စီးရီးတိုက်ပွဲအသစ်ပင်စတင်နိုင်မှာမဟုတ်ပါဘူး။ရုရှားမှာလူရေတန်150ရှိပြီး GDP ကဒေါ်လာ၄ထရီလီယံပဲရှိတယ်။လူရေအားဖြင့်ရောထုတ်လုပ်မှုအားဖြင့်ရောလူရေ325တန်းနဲ့ဒေါ်လာ16ထရီလီယံရှိတဲ့ American ပြည်ထောင်စုလူရေတန်း900နဲ့ဒေါ်လာ21ထရီလီယံရှိတဲ့ဥရောပသက်မှတ်ကအောင်များစွာသိနေပါဗါး။ American ပြည်ထောင်စုနဲ့ဥရောပသက်မှတ်ကစုစုပေါင်းလူရေကရုရှားတဲ့ဂါဇာကြီးမှာပြီးပတ်စံကဆယ်ဆပုံများပြပါဗါး။ ကြသိမ့်မီကပေါ်ပေါက်ခဲ့တဲ့ဤပညာတို့တက်မှုများကြောင့်ရင်းကွာခြားချက်ကမြင်ရတာထက်ပို၍ပင်ကွာခြားနေပါသေးတယ်။ဆိုဗီယက်ယူနီယံက20ရာစုအလယ်ပိုင်းမှာအထုထက်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ရင်းကာလမှာကမ္ဘာစီးပွားရေးကိုအကြီးစားဆက်မှုထုတ်ကုန်လုပ်ငန်းများ heavy industry ကအဓိကမောင်းနှင်ခဲ့ခြင်းဖြစ်ပြီးဆိုဗီယက်ယူနီယံရဲ့ဗိုလ်ချုပ်ကိုင်တဲ့စနစ်ကထွန်ဆက်တွေ၊ထရက်ကားတွေ၊တင့်ကားတွေတိုက်ချင်းပြတုံးကြီးတွေအများကြီးထုတ်လုပ်ခြင်းမှာအားသာတယ်။ ယနေ့ခေတ်မှာတော့သတင်းအချက်အလက်ဤပညာနဲ့ဇီဝဤပညာကကြီးစားဆက်မှုထုတ်ကုန်လုပ်ငန်းများထက်ပိုပြီးရေးကြည့်ပြီးရုရှားနိုင်ငံကရင်းကန်တာနှခုလုံးမှာအားသာခြင်းမရှိပါဘူး။ရရှားမှာအထင်ကြီးစရာစိုက်ဘာတိုက်ခိုက်ရေးစွမ်းရည်များရှိတော့လည်းပဲအရက်ဖက် ID ခန္ဓာကဖွင့်ပြိုးခြင်းမရှိပါဘူးရုရှားရဲ့စီးပွားရေးမှာတင်ဇာတအဓိကအားဖြင့်ရေနံနဲ့သဘာဝတန်းွေတူဖို့ခြင်းကိုအများအပြားမှီကိုနေရတယ်အဆိုပါခန္ဓာများမှာပူတင်ကိုအာဏာမြဲစေရန်နဲ့ လက်တဆုပ်ဆောင်အာဏာရအတိုင်းဝိုင်းကိုချမ်းသာစီဖို့အတွက်လုံလောက်ကောင်လုံလောက်နိုင်တော်လည်းပဲ digital လက်နက်များနဲ့ဇီဝနည်းပညာလက်နက်တွေအပြိုင်ဆိုင်တက်ဆင်ပြီးအနိုင်ရဖို့အတွက်တော့လုံလောက်မှာဖောက်ပါဘူးရင်းထက်ပုံပြီးရေးကြည့်တာကပူတင်ရဲ့ရုရှားမှာအားလုံးလက်ခံနိုင်တဲ့နိုင်ငံရေးအတွေ့အကြုံ user ideology မရှိခြင်းပဲဖြစ်ပါတယ်စီးရဲတိုက်ပွဲအတွင်းဆိုဗီယက်ယူနီယံကတက်နီတော်ရဲ့တကဘာလုံးကိုချိမ့်ချောက်နိုင်တဲ့အစွမ်းကိုသာမကတကဘာလုံးကလက်ခံနိုင်တဲ့ကွန်မြူနီဝါဒကိုပါမိကိုအားထားလာခဲ့ပါတယ် ရင်းနဲ့မတူသည်ကပူတင်ဝါဒမှာကျူပါ BNN နဲ့ပြင်သစ်ကပညာရှိများတိုက်လောက်ွယ်ဘာမှအနှစ်သာမရှိပါဘူး။အနာရှင်မျိုးသားရေးဝါဒသည်တကဘာလုံးကိုပြန့်နှံ့လာလျက်ရှိသည်မှာဖြစ်ကောင်းဖြစ်နိုင်တော်လဲရေးဝါဒမှာသဘောတဘာဝအားဖြင့်ကိုနိုင်ငံတကာမိဖက်အုပ်စုများထူထောင်ရန်အတွက်အထောက်အကူပြုခြင်းမရှိပါဘူးဖိုလန်ကွန်မြူနတီဝါဒနဲ့ရုရှားကွန်မြူနတီဝါဒက နိုင်ငံတကာအလို့သမားလူဒန်စာရဲ့ဘုံကြိုးစည်းဝါကိုကာကွယ်ဆောင်ရှောက်ဖို့အနည်းဆုံး theory အပြင်နှစ်ခုစလုံးကဂတိကဝတ်ပြုထားတော်လည်းပဲပိုလန်မျိုးသားရေးဝါဒနဲ့ရုရှားမျိုးသားရေးဝါဒကအယူဆအပြင်ကိုအကြိုးစည်းဝါချင်းဆန့်ကျင်ပဲဖြစ်ပါတယ်။ပူတင်ရှေ့တန်းရောက်မြင့်တက်လာမှုကြောင့်ပိုလန်မျိုးသားရေးဝါဒကိုကောင်းထောင်လာစေပြီးရုရှားကိုဆန့်ကျင်စိတ်ပုံမှန်များပြားလာစေမိတာဖြစ်ပါတယ်။ရုရှားက နေတိုးနဲ့ဥရောပသမဂ္ဂကိုဖြိုခွဲဖို့တရင်အချက်အလက်များဖြန့်ဝေခြင်းနဲ့ဝင်ရောက်နှောက်ယှက်ခြင်းတွေကကမ္ဘာနဲ့ချီဆောင်ရွက်လာတော့လည်းပဲကမ္ဘာနဲ့ချီ၍အမှန်တကယ်နယ်မြေသိမ်းပိုက်ရန်ကိုမူဆောင်ရွက်မိပုံမရပါဘူး။ခရမ်းမီးယားဒေသကိုသိမ်းပိုက်ခြင်းနဲ့ဂျော်ဂျီယာ၊ယူကရိန်းရှေ့ပိုင်းဒေသတွေကိုကျူးကျော်တဲ့ရုရှားရဲ့လုပ်ရက်ကစစ်ကြီးဖြစ်တော်မဲ့ရှေ့ပြေးနမိတ်တွေမဟုတ်ပါဘူး။တရားဖြစ်ရများသားလို့အထောက်အထားများကိုကြည့်ခြင်းအပြင်ရိုက်တာတခုတည်းကျွန်တော်တို့အနေနဲ့မျှော်လင့်လို့ရမှာပဲဖြစ်ပါတယ်။ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ